အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Justin Sun တယောက် Forbes ချိန်စာမီတော်မာလာသတင်းနဲ့အတူ Trump Holder တွေမပူနဲ့ Token Unlock တွေလာတော့မဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့ season တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ပထမတစ်ပုတ်အနေနဲ့ Justin Sun တယောက် Forbes ချိန်စာမီတော်မာလာသတင်းကိုတင်ဆက်ပေးချင်ပါတယ်။ Binance CEO Hong Sezi ကတော့ Justin Sun ကို forgone လုပ်ထားကြောင်းသတင်းတွေပြန့်နေပါတယ်။ Tronawire founder ဖြစ်တဲ့ Justin Sun ကို USDOJ ကဗန်နာယီရာဇဝဲမှုတွေနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးနေခဲ့ကြောင်း2024ခုနှစ်အတွင်းမှာသတင်းတွေထွက်ခဲ့ပါတယ်။ဒီစုံစမ်းစစ်ဆေးမှုတွေကအခုအချိန်ထိဆက်ရှိနေသေးလားဆိုတာကိုတော့သေချာမသိရသေးပေမဲ့ Justin Sun နဲ့ပတ်သက်လို့လိုအပ်တဲ့သက်သေတွေကို CC ဘက်ကပေးခဲ့ကြောင်းကို Wall Street Journal ဘက်က ထုတ်ပြောလာပါတယ်။ CC ကလည်းငွေကြေးကဝါကြမှုနဲ့ဆက်ဆက်တဲ့အမှုတွေအတွက် US အစိုးရနဲ့ညှိနှိုင်းမှုတွေအများကြီးလောက်ခဲ့ရပြီးတဲ့နောက်မှာဒံငွေဒေါ်လာမီလီယံနဲ့ချီပေးဆောင်ထားရတယ်လို့ထောင်ဒဏ်နဲ့လေးလကြားခံခဲ့ရပြီးပြီဖြစ်ပါတယ်။အခု Justin Sun နဲ့ပတ်သက်လို့တက်သေးတွေထုတ်ပေးခဲ့တဲ့ကိစ္စကလည်း CC နဲ့ US အစိုးရတို့ကြားမှာသဘောတူညီထားမှုတွေကတစိမ့်တစ်ပိုင်းဖြစ်ပါတယ်။ Justin Sun ကတော့ဒီကိစ္စနဲ့ပတ်သက်လို့ CC ကသူ့ရဲ့စွန်းတီထွန်ခီးရှေကြီးအတွက်မှာအရေးပါတဲ့နေရာကပါဝင်ခဲ့တယ်လို့သူ့ရဲ့ဆရာလည်းဖြစ်ပြီးတော့ယနေ့တဲ့မိတ်ဆွေတို့လည်းဖြစ်လို့ စီစီကနောက်ကျောဓာတ်နဲ့ထုံးမဲ့ကိစ္စမျိုးလုံးမမဟုတ်ကြောင်း export မှာဆိုထားပါတယ်။ဒါပေမဲ့2023ခုနှစ်မှာတည်းက USSCC ကတော့ Justin Sun နဲ့သူပိုင်ဆိုင်တဲ့ company ၃ခုကိုတရားစွဲထားခဲ့တာဖြစ်လို့အခု DOJ နဲ့ CC တို့ကြားကအပိတ်ယူကလည်း Justin Sun ကို NRA ဖြစ်စေနိုင်မလားဆိုတာစောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ Fan Fact တခုအနေနဲ့ပြောရရင်တော့ Force Magazine ကျင်းစာဆိုတဲ့အကြောင်းလေးလည်းပြောပြခြင်းပါတယ်။ American ထုတ်စီးပွားရေး magazine တစ်ဆောင်ဖြစ်တဲ့ Forbes ကတော့ crypto နယ်ပယ်နဲ့လည်းတိတ်မစိမ်းလာတဲ့မဂ္ဂဇင်းတစ်စောင်ဖြစ်ပါတယ်။ Forbes Magazine ရဲ့ကာဗာနီယာမှာ crypto နယ်ပယ်တွေကသူတွေကိုဖော်ပြခဲ့ဘူးပြီးတော့ဖော်ပြခံရတဲ့သူတော်တော်များများကလည်းထောင်နှန်းဆန်ရလေးရှိပါတယ်။ပထမဆုံးအနေနဲ့ CZ ကို2018ခုနှစ် February လထုတ် Forbes Magazine ရဲ့မျက်နှာဖုံးအဖြစ်ဖော်ပြခဲ့ပြီးတဲ့နောက်လေးနှစ်အကြာမှာတော့ CZ တယောက်ထောင်လေးလကြာခံခဲ့ရပါတယ်။ 2021ခုနှစ်အော်တိုဘာလမှာတော့ FTX Exchange ရဲ့ပဲခံရှင်အောင် SPF ကိုမျက်နှာပုံနေရာမှာဖော်ပြခဲ့ပြီးတဲ့နောက်2022ခုနှစ်နိုဝင်ဘာလမှာ FTX Exchange Diwali ခံခဲ့ရတယ်လို့2024ခုနှစ်မှာတော့ SBF တရောက်ထောင်ဒဏ်20ကျော်ချမှတ်ခံခဲ့ရပါတယ်အခုတဖန်2025ခုနှစ် match လ28ရက်နေ့တုန်းကထွက်ခဲ့တဲ့ Fox Magazine ရဲ့မျက်နှာပုံနေရာမှာ Justin Sun ကိုဖော်ပြခဲ့ပါတယ် ဒီလိုဖော်ပြခံရပြီးမကြခင်မှာပဲ Justin Sand တယောက် Force Cover ချိန်စာအရာထောင်နှန်းဆန်ရတော့မှလားဆိုပြီးနာမည်ကြီးသွားခဲ့ပါသေးတယ်။ဒီလိုနာမည်ကြီးပြီးတိတ်မကြခင်မှာအခုစီစီနဲ့ DOJ ကြားကအပေးယူကိစ္စသတင်းထွက်လာတာကြောင့် Justin Sand တယောက်မျက်ခုံးလုံနေတော့ပါပြီခင်ဗျာ။ဆက်လက်ပြီးတော့ Trump Holder တွေအတွက် Token Unlock ဖြစ်လာတော့မဲ့သတင်းကိုတက်ဆက်ပေးစင်ပါတယ်။ Trump တယောက်တမရမဖြစ်ခင် Token စားထွက်ခဲ့ချိန်တုန်းကဒေါ်လာ80အထိထိုးတက်သွားခဲ့ပြီးတော့ အခုအချိန်မှာတော့10ဒေါ်လာကျော်တာတန်ကြေးရှိတော့တဲ့ Trump token ကဒီရက်ပိုင်းမှာလည်းပထမအုပ်ဆုံး token အလုံးနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ April 17ရက်နေ့မှာ40 million Trump token တွေဈေးကွက်ထဲကိုထပ်ဝင်လာတော့မှာဖြစ်ပါတယ်။အခုပေါက်ဈေးနဲ့ဆိုရင်တော့ဒေါ်လာတန်320အထိတန်ကြေးရှိနေပါတယ်။ဒါ့အပြင်ဒီ unlock ပြီးတဲ့နောက်ပိုင်းကစလို့ဇူလိုင်လမှာလာမဲ့ဒုတိယမြောက် unlock event မတိုင်ခင်အထိတရက်ကိုဒေါ်လာ4 million တန်ကြေးရှိတဲ့ Trump token တွေကနေ့စဉ် unlock ဖြစ်နေမှာပါ။ အခုပထမအန်လော့ event ကလည်း Trump token တွေဈေးကျလို့ကောင်းနေတဲ့အချိန် Trump ကလည်းလူလူမြေတာခံယူနေရချိန်မှာမှ token supply တွေထပ်တိုးလာမှဖြစ်လို့ဈေးတက်ဖို့ထက်ကျဖို့ဘက်ကိုပိုပြီးတော့ဥတည်သွားနိုင်ပါတယ်။စားထွက်လာပြီးချိန်တဲက utility ရလို့သိချမရှိပဲ Trump ရဲ့အရှင်အဝါကိုမှီပြီးတော့ထွက်လာခဲ့တဲ့ token ဖြစ်တာကြောင့်အချိန်တိုးအတွင်းမှာဈေးတွေထိုးတက်ပြီးတော့တရရိတ်ထိုးစင်းသွားတာကြောင့် Trump ကိုယုံပြီးတော့ Trump ကင်ထားမိသူတွေအနေနဲ့ကတော့ စိတ်ပျက်စရာအတိဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ Trump ရဲ့ WLFI ကနေဥဆောင်သွားမဲ့ DeFi ecosystem ထဲမှာ Trump token ကိုပါနေရာတနေရာထည့်ပေးလာမယ်ဆိုရင်တော့ Trump ရဲ့ဈေးတွေကပြန်ပြီးတော့ဥမော့လာနိုင်ပါသေးတယ်။ဒီဆောင်ပါကိုတော့သတင်းအချက်အလက်မျှဝေဖို့အတွက်သာယူရတင်ဆက်တာဖြစ်ပါတယ်။ cryptocurrency တွေအထူးသဖြင့်မေးခွန်းတွေကအတက်ကျန်အကြကျန်တဲ့သဘောရှိတာကြောင့်ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီးမှသာအယောင်းဝယ်လုပ်ဖို့အကြံပြုချင်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။မိတ်ဆွေတို့မှာခရစ်တိုကာရန်စီဝယ်အောင်လို့ပေါ့ Binance account တစ်ခုမှရှိသေးဘူးဆိုရင် trade လုပ်တဲ့မှာ fee discount ပြန်ရမယ်။အခုကောက်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်။နားဆင်ပေးကြတဲ့သတ်သတ်ရှင်များအားလုံး trade တိုင်းမြင်ကြပါစေခင်ဗျာ။